ါပါရှင်ကျွန်မကတဇင်ပါဒီနေ့ဂျွန်လာနေ့ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ထိုင်းနဲ့နယ်စပ်အငင်းခုံပြဿနာကို ICJC အရေးဆိုမယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောတဲ့တဲ့တိုက်ခိုက်ရေးရင်ငုတ်တင်းမော့အစ်၁၂စီးတိဆောက်သွားဖို့ကြီးတိန်စီစဉ်တဲ့တဲ့အစ္စရေးကိုထောက်ခံတဲ့ခြေတပ်ပွဲမီးလောင်ပုံးနဲ့တိုက်ခိုက်ခံရလို့၆ဦးဒဏ်ရာရရှိတဲ့တဲ့ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ထိုင်းနဲ့ဖြစ်ပေါ်တဲ့နယ်စပ်အငင်းခုံကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားအစိုးရဟာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအရေးဆိုလျှောက်ထားသွားမယ်လို့သိရပါတယ်။မေလာရုံကနှစ်နိုင်ငံပိုင်နဲ့အငင်းပွားရာ area တခုမှာနှစ်ဖက်စစ်တပ်တွေကြားလက်နက်ငယ်တွေနဲ့ပစ်ခတ်ကြရာကကမ္ဘောဒီးယားစစ်သားတို့တိုက်ဆုံခဲ့ရပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကသူ့ရဲ့နိုင်ငံဟာဒီကိစ္စနဲ့ပတ်သက်ပြီး ICJ ကိုအရေးဆိုလျှောက်ထားဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောကြားသွားပြီးထိုင်းကလည်းသဘောတူလက်ခံဖို့မျှော်လင့်ကြောင်းပြောပါတယ်။ဒါမှသာနေဆက်အငင်းခုံနဲ့ပတ်သက်တဲ့မြေယာမှုတွေကြောင်း နောက်ထပ်လက်နက်ကင်တိုက်ခိုက်မှုတွေဖြစ်မလာအောင်တားဆီးနိုင်လိမ့်မယ်လို့သူကလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံချိန်မှာပြောဆိုသွားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာ2008ခုနှစ်တုန်းကငယ်ဆက်အငင်းခုံကိုအကြောင်းပြုပြီးတင်းမာတဲ့စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပူသလိုနောက်ပိုင်းနှစ်တွေမှာလည်းဂျိုကြားဂျိုကြားထိတိုက်ရင်ဆိုင်တဲ့အခြေအနေတွေပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေအတွင်းစုစုပေါင်းအသေးအပြောက်28ဦးလောက်ထိရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကကမ္ဘောဒီးယား၊လာအိုနဲ့ထိုင်းနိုင်ငံတွေစုဆောင်ပြီးမြတ်တရီကန်လို့ခေါ်တဲ့ဇုံနေရာမှာ ကမ္ဘောဒီးယားနဲ့ထိုင်းတပ်တွေပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကအဲ့ဒီကိစ္စဟာအကြောင်းမဲ့ရန်လိုတက်ခိုက်ခဲ့တဲ့လောက်ရက်တစ်ခုအဖြစ်ထိုင်းကိုဆွဆဲပြီးအများဆုံးထိထိရောက်ကင်တွယ်ဖြစ်ရှင်းပေးဖို့ဖနွမ်းပင်မြို့မှာရှိတဲ့ထိုင်းတန်ယုံစီတောင်းဆိုခဲ့ပါတယ်ပြီးတော့ကမ္ဘောဒီးယားရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာရန်လိုကျူးကျော်တက်ခိုက်ခံရတာဖြစ်တယ်လို့ကမ္ဘောဒီးယားအစိုးရကဆွဆဲခဲ့ပေမဲ့ပြဒနာကိုငင်းချမ်းပြီးတန်တမန်ရေနီလန်းတွေနဲ့သာဖြည့်ရှင်းသွားလိုကြောင်းလည်းသူကပြောပါတယ်အခုတော့ဟွန်မာနက်က ီကိစ္စကို ICJC အရေးဆိုမယ်ဆိုတာကိုအတည်ပြုခဲ့ပြီးထိုင်းဘက်ကလက်မခံရင်လဲကမ္ဘောဒီးယားကပဲတနိုင်ငံနဲ့အနေနဲ့အဆိုတင်သင်းသွားမယ်လို့သူ့ရဲ့သဘောထားကိုထုတ်ပြန်သွားပါတယ်။လက်ရှိအခြေအနေရတော့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားတွေ့ဆုံဆွေးနွေးထားပြီးတင်းမာမှုတွေကိုရှင်းချဖို့နှစ်ဖက်စလုံးကသဘောတူထားကြပါတယ်။ကမ္ဘာခေါ်ယုံလို့လဲခေါ်ဝေါ်လေးရှိတဲ့ ICJ ဟာနယ်သာလန်နိုင်ငံဟိမြို့မှာအခြေစိုက်ပြီးအချို့ချာအာနာပိုင်နိုင်ငံတွေကြားကအငင်းပွားမှုတွေကိုအဓိကကြားဝင်ဖြည့်ရှင်းပေးနေတဲ့ ိုင်ငံကတရားရုံးအဖြစ်ရည်တည်နေပါရဲ့ရှင်။ဒီတန်ဟာနည်းပညာမြင့်တိုက်ခတ်ရေးရင်ငုတ်အသင်းဘောအသက်ဆက်နစီကိုချဲထွင်တိဆောက်သွားဖို့စီစဉ်နေကြောင်းသိရပါတယ်။ဒီတန်ဟာတရရဲ့ကြီးထွားလာနေတဲ့ပြင်ပချင်းချောက်မှုတွေကိုတံပြန်မှုအတွက်လက်တွေ့တိုက်ပွဲဝင်နိုင်တဲ့အစ်စ်မျိုးထိလက်နက်ကင်တက်တွေကိုအင်အားချဲထွင်တိဆောက်ဖို့လိုအပ်နေစေလို့ဂျွန်လာ၂ရက်နေမှာထုတ်ပြန်ကြေညာမဲ့အစိုးရရဲ့ကာကွယ်ရေးမူဝါဒသုံးသပ်ချက်တွေမှာထည့်သွင်းဖော်ပြထားပါတယ်။အဲ့ဒီသုံးသပ်ချက်တွေနဲ့အတူဝန်ကြီးချုပ်ဆာဂီရာစတာမဟာ တမန်ရိုးကြဆက်လက်နက်တွေတက်ဆင်ပြီးနျူကလ িয়ার စွမ်းအင်နဲ့ခုံပေါင်းတဲ့တိုက်ခိုက်ရေးရင်ငုပ်သင်းမောအသစ်ဆက်နှစင်ကိုရေတက်ရဲ့လက်ရှိရင်ငုပ်သင်းမောတွေနေရာမှာအစားထိုးဖြည့်ဆည်းမဲ့အကြောင်းကြေညာသွားမှာဖြစ်တယ်လို့အစိုးရနဲ့နှိဆက်သူတွေကပြောပြပါတယ်။အဲ့ဒီစီမံကိန်းဟာ2030နှောင်းပိုင်းလောက်မှာလက်တွေအသက်ဝင်လာမယ်လို့လည်းသိရပါတယ်။ဒါရင်မကသေးပဲပြည်တယ်အနေနဲ့နိုင်ငံပိုင်နျူကလ িয়ার လက်နက်တိုက်တွေကိုအဆင့်မြင့်တင်ဖို့အတွက်စတာလင်ပေါင်း15ဘီလီယံကြာခံသုံးဆဲမဲ့အကြောင်းကိုလည်းစတာမာကကြေညာသွားဖွယ်ရှိနေပါတယ်။ ီးတိန်ရဲ့ရင်ငုတ်တင်မောအသက်တွေဟာဗီးတိန်နဲ့နင်တိုဆင်မဟာမိတ်အဖွဲ့ကိုနောက်ထပ်ဆယ်စုနှစ်တွေအတော်များများဘေးကင်းလုံခြုံအောင်ကူညီဆောက်ရှောက်ပေးနိုင်လိမ့်မယ်လို့စတာမာကယုံကြည်ထားကြောင်းလည်းသိရပါတယ်။ဂျော်လာ၂ရက်နေမှာထုတ်ပြန်မဲ့ကာကွယ်ရေးမှူးဝါဒအသုံးသက်ချက်တွေမှာအစိုးရအတွက်အဓိကထောက်ခံတင်ပြချက်62ခုကိုထည့်သွင်းထားမှာပါ။အဲ့ဒီထဲမှာလက်နက်ဆက်ရုံအသစ်6ခုတိစောက်ရေး drone တွေနဲ့ဒုံးကြီးတွေအပါအဝင်တာဝဲပြည့်ဆက်လက်နက်အမျိုးမျိုးအရေအတွက်8000လောက်ချဲ့ထွင်ရေးစစ်ရေးအဆောက်အုံတွေကိုပြန်လည်မွမ်းမံပြင်ဆင်ရင်းနဲ့ စစ်တုံးဆက်သွယ်ရေးနည်းပညာတွေမြင့်တင်ရေးတွေပါဝင်ပါတယ်။ကာကွယ်ရေးဝန်ကြီးဂျွန်ဟေလီကသူကလာမဲ့လွှတ်တော်အစည်းအဝေးကြရင်ဗြိတိန်ရဲ့အမြဲတမ်းတည်ရင်အားကို9,300လောက်ထိပြန်လည်မြင့်တင်နိုင်ရေးအတွက်အဆိုပြုတောင်းဆိုသွားမယ်လို့ပြောပါတယ်။ဗြိတိန်ဟာနိုင်ငံရဲ့နျူကလ িয়ার လုံခြုံရေးအစီအမံအတွက်ဖြန့်ကျက်ထားတဲ့နျူကလ িয়ার ထိပ်ဖို့လက်နက်တချို့ကိုခင်းတဲ့အညီနည်းပညာအပိုင်းမွမ်းမံအစင်းမြင့်တင်မှုတွေကိုလည်းစတင်နေပြီလို့သိရပါတယ်။ယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုအစင်လာမဟာမိတ်အမေရိကန်က ဥရောပပေါ်စင်းကားတဲ့သဘောထားတွေပြသလာမှုတွေကြောင့်ဒီတိုင်အပါအဝင်အနောက်ဥရောပနိုင်ငံတွေဟာကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေကိုအမြင့်တင်ဖို့အပူတပြင်းစ조사လာခဲ့ကြတာဖြစ်ပါရဲ့ရှင်။အမေရိကန်နိုင်ငံမှာအစ္စရေးကိုထောက်ခံတဲ့စုဝေးအင်အားပြောင်းမှုတစ်ခုမှာမီးလောင်ဘုံးတွေနဲ့ပြက်ခတ်တက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကိုအကြမ်းဖက်မှုအဖြစ်သတ်မှတ်ပြီး Federal ထောက်လှမ်းရေးဌာန FBI ကကင်တွေစုံစမ်းနေတယ်လို့သိရပါတယ်။ဂျွန်လာတရနေ့တုန်းကကော်လိုရာဒိုမှာအစ္စရေးကိုထောက်ခံသူတွေစုဝေးနေချိန်မှာအသက်၄၅နှစ်အရွယ်အမျိုးသားတူက လူအုပ်တဲကိုလက်လုံမီးမော်ကရိယာတခုနဲ့ဓာတ်စီထည့်ထားတဲ့ပလင်းဘုံတွေကိုအသုံးပြုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်ရဲ့ဖမ်းဆီးမှုတွေကိုခံထားရခြင်းဖြစ်တဲ့အစ္စရေးတစားကန်တွေလွတ်မြောက်လာရတဲ့အတွက်လမ်းလျှောက်ချီတက်လာတဲ့လူစုကိုမိုဟာမက်ဆိုလီမန်ဆိုတဲ့အမျိုးသားကတိုက်ခိုက်ခဲ့တာပါ။အပေါ်ပိုင်းဗလာဂျင်နဲ့ဂျင်မောင်းဘီဝော့နေကမျက်မှန်တက်ဆင်ထားတဲ့အမျိုးသားဟာလက်ထဲမှာပလင်းတချို့ကိုကင်ထားခဲ့ကြအောင်အဲ့ဒီနောက်မှာပါလက်စတိုင်းလွတ်လပ်ရေးလို့အော်ဟစ်ပြီး လမ်းမတစ်လျှောက်ခြိတက်လာသူတွေကိုစတင်တိုက်ခိုက်ခဲ့ကြောင်းမျက်မြင်တွေကပြောပြပါတယ်။အဲ့ဒီဖြစ်ရမှာအသက်69နှစ်နဲ့88နှစ်ကြားလူ6ဦးဒဏ်ရာရရှိခဲ့ပြီးတချို့ကိုစေယုံစီရဟယင်တွေနဲ့အ мян ပို့ဆောင်ခဲ့ရပါတယ်။မီးလောင်ဒဏ်ရာတွေရရှိထားသူတချို့ကိုတခြားလူတွေကအကူအညီမင်းငိမ့်ပေးခဲ့ရပြီးရဲတွေကတော့အခင်းဖြစ်တဲ့နေရာမှာပဲဆိုလီမန်ကိုဖမ်းဆီးခဲ့ပါတယ်။နောက်ဆက်တွဲစုံစမ်းမှုတွေဆက်လုပ်နေပေမယ့်ဒီဖြစ်ရမှာကြံရပါရီမရှိနိုင်ဘူးလို့ရဲတွေကကနအိုးယူဆထားကြပါတယ်။ဘိုဒါရဲတပ်ဖွဲ့အကြီးကစတီရဖင်က အစောဆုံးတိုင်ချက်ကလူတွေမိရှို့တာခံနေရတယ်ဆိုပြီးသတင်းရလာတာဖြစ်တယ်လို့ပြောပါတယ်။ဒဏ်ရာရခဲ့သူထဲမှာအခြေအနေအရန်ဆိုးသူတွေလည်းပါဝင်ကြောင်းလဲသူကဆိုပါတယ်။ဒီကိစ္စမှာ FBI ကပါဝင်လာပြီးတဏှာတရားခံကိုလက်လွဲယူခဲ့တယ်လို့အကြမ်းဖက်မှုဆက်နွယ်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ Raffin ကတော့ Israel ကိုထောက်ခံသူတွေဟာအုပ်စုဖွဲ့ပြီးငင်းငင်းချမ်းချမ်းချီတက်ဆန္ဒပြနေကြတာဖြစ်တယ်လို့ပြောပါတယ်။ဗိုဒါမျိုးဂျူးလူဖွဲ့စီရဲ့ထုတ်ပြန်ချက်မှာတော့ချီတက်လာသူတွေဟာမီးလောင်စေတဲ့ပစ္စည်းတစ်ခုနဲ့ ပြစ်ပေါက်တိုက်ခိုက်တာခံခဲ့ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။တက္ကသိုလ်တစ်ခုကိုအခြေပြုထားတဲ့ဗိုလ်ချုပ်ဟာဒန်ဘာမြို့ရဲ့အနောက်ဘက်စွန်းမှာတည်ရှိပြီးလူရေတသိန်း9000လောက်နေထိုင်တဲ့မြို့သမျိုးလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလည်းအမေရိကန်ရဲ့ဝါရှင်တန် DC မြို့တော်မှာအစ္စရေးတန်ရောဝန်ထမ်းနှစ်ဦးကိုပြစ်ဒဏ်ခဲ့တဲ့အမျိုးသားတူကိုရဲတွေကဖမ်းဆီးခဲ့ပါသေးတယ်ရှင်။ People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင်။